ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီ blog လေးကတော့ကျွန်တော်တို့ဒီ Ezen နိုင်ငံရဲ့ Independent Day ကိုကျွန်တော်ကကချင်မှာတွားပြီးမှတွားရိုက်ထားထားပြပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီတတူလွတ်လပ်ရေးရခဲ့တာကဒီနေ့မှဆိုရင်ကျွန်တော်တို့89နှစ်ရှိပါပြီ။အဲကြောင့်မို့တတူကဒီလုံးလူဆိုရင်ပြေးပါတယ်ပြီးရင်တချို့ဆတ်တော့ဆန်ဆူလည်းပြေးပါတယ်။တချို့တော့ဒီကမပြေးပါဘူး။ပြီးရင်ကျွန်တော်တို့တတူတတူနိုင်ငံရဲ့လွတ်လပ်ရေးနဲ့မှဆိုရင်ကျွန်တော်တို့ဒီအခုမြင်တွေ့နေရလို့မျိုးပဲ ကလေးတွေနဲ့အချိန်ဖြုန်းတော့တွေ့ရပါတယ်ဒီလူကြီးယူမီပါဆိုရင်အားလုံးကလေးတွေအတွက်ဒီဒီကန်ချေမှာလာပြီးမှကျင်းစားတဲ့လူရင်းစားတီမှာဆော့တဲ့နေရာမှာဆိုရင်လည်းကျွန်တော်တို့ဒီကလေးတွေကိုဦးစားပေးပြီးဆော့ဆော့နေတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကဲဆက်ကြည့်အောင်ပြီးတော့ကျွန်တော်တို့ဒီအစ္စရဲနိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရရခဲ့ကြတာကျွန်တော်တို့ဒီနေ့တနေ့တည်းပဲဖြစ်ပါတယ် လွန်ခဲ့တဲ့1918ခုနှစ်မှာရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကြည်ကျွန်တော်တို့ဒီ easy နိုင်ငံကကျွန်တော်တို့တဲ့လပိုင်းတော့ကြောက်ပါတယ်တို့တို့ကမေလာဆက်လက်ရက်မှာစတင်ရခဲ့ပါဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်တို့ဒီဒီမှာတော့ကျွန်တော်တို့ဘာဒီထူးဆန်းတဲ့လေဆိုရင်တော့ကျွန်တော်တို့ဒီ easy နိုင်ငံရဲ့ independent တဲ့ကကျွန်တော်တို့နေ့စဉ်နေ့တိုင်း အချိန်ကမတူညီမှုဖြစ်ပါတယ်အဲဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီ easy to move တွေအတူတူရဲ့ calendar ရှိပါတယ်အဲ့ဒီ calendar ကိုယူရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့စဉ်တိုင်းဒီ independent day ကရက်တွေကမတူညီပဲအကြရလဲရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒီ easy to move တွေရဲ့ဒီနိုင်ရကျွန်တော်တို့တက်တနိုင်ရှိပါတယ်အဲ့ဒါကျွန်တော်တို့ဒီတရက်ကို ကျွန်တော်တို့က20နာရီယူပါတယ် ပြီးကျွန်တော်တို့ဒီအခု independent day ရခဲ့တာကကျွန်တော်တို့လေမင်းညညနေဆောင်းအချိန်ကနေအခုဒီညညနေဆောင်းအချိန်တိဖြစ်ပါတယ်အဲကျွန်တော်တို့ဒီတခြားနိုင်ငံနဲ့ကွာခြားတဲ့တဲ့အရာတခုလည်းဖြစ်ပါတယ်ပြီးရင်အခုကျွန်တော်တို့မြင်တွေ့ရတဲ့ဒီကန့်ချစ်ကတော့ကျွန်တော်တို့ဒီဒီအရင်ကဆိုရင်ဣဇေနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ထလက်ပြည်မြို့ရဲ့ကန့်ချစ်ဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီဂျေရုဆလမ်ကို တို့တို့ရဲ့ဒီမျိုးတော်ဖြစ်တတ်မှတ်တော့အကြောင်းကြောင့်မို့ကျွန်တော်တို့ဒီကကတော့ဒီတိုက်ပြမျိုးကတော့မဟုတ်တော့ဘူးဒါပေမဲ့လည်းကျွန်တော်တို့ဒီတိုက်ပြမျိုးကတော့စီးပွားရေးအရအချက်ချာအကြဆုံးမျိုးလည်းဖြစ်ပါတယ် ကဲဒီ vlog လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီ exam မှာတရှိတဲ့ telepathy မျိုးမှာ ကျွန်တော်တို့သူတို့ရဲ့လွတ်လပ်ရဲ့နေမှာဘယ်လိုမျိုးအချိန်ပြုံးနေလဲဆိုတာကိုကျွန်တော်အနည်းငယ်ဟောပြတာပဲဖြစ်ပါတယ်နောက် vlog မှာကျွန်တော်တို့ပြန်တွေ့ကြအောင်အားလုံးပဲကျေးဇူးတင်ပါတယ် see you next vlog